ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဘူးမင်း online ကိုရောတဲ့ဝါဒခြေဘူးလားဩဝါဒခြေဘူးလားဆိုတဲ့ခါကျတော့ဆုံးမဩဝါဒတွေပါများခြေဘူးလားပေါ့နော်ရှင်ပြအလွန်ကောင်းပါတယ်ဒီလိုရှိပါတယ်ဗာမဲပြောပြောအခုတော့တကားတော်တို့လူငယ်တွေမင်းတို့စီမှာသူ့အစင်းလိုက်အစင်းလိုက်ဟလားတို့တက်မတော်မှလို့ဆိုရင်လဲကွာတက်ကြဒုတက်ကြဟလားတက်ကြကြီးဆိုသလိုခွဲသလို အဲ့ရဘိုးကြီးဘုံမှုဘိုးလေးဟိုချုပ်အထိပေါ့အစ်စ်နဲ့အစ်စ်နဲ့တွားရတယ်လူရဟန်းမာလဲနိုင်ငံနိုင်ငံတော်တန်ခါမာနာတိုင်းတန်ခါမှာမြို့နယ်တန်ခါတကရက်ကြီးတန်ခါနာကအစ်စ်လိုက်တွားကြတာပါပဲအဲ့လို့ဆိုရင်အကြီးဆုံးလူကိုပြောဖို့အတွက်ကိုယ့်ဘက်ကဘလောက်ခိုင်မာလဲဆိုတဲ့ယုံကြည်ချက်ရှိဖို့လိုပါတယ်အဲ့လိုကိုယ့်ကိုယ်ကိုခိုင်မာအောင်တည်ဆောင်းတဲ့အကြီးဆုံးနေရာကိုရောက်လာတယ်ဆိုတာလေတဖြည်းဖြည်းနဲ့ဟိုတနတ်နဲ့ဟိုဘယ်လိုပြောမလို့ ဘယင်ကိုဓာတ်နဲ့ခုတ်လို့ဘယင်ဖြစ်တဲ့ခင်မဟုတ်တော့လူကြီးကိုပြစ်တတ်လိုက်လို့လူကြီးဖြစ်တဲ့ခင်မဟုတ်တော့တော်တွင်ဒရိစံတို့ရဲ့အကျင့်ကတော့ရတယ်ကြားကိုချင်းသိနိုင်မယ်ချင်းသိကိုကြားနိုင်မယ်ချင်းသိကိုဆင်းရနိုင်မယ်ဆိုသလိုပဲတော်ရိုင်းနေရဲ့တဘာဝကတော့အနိုင်ကျင့်လို့ရတဲ့ခဏပဲအခုစားအဖွဲ့အစည်းအုပ်စုနဲ့နေတဲ့အခါမှာအဖွဲ့အစည်းအုပ်စုရဲ့လက်ခံနိုင်လောက်တဲ့ အတိညာအတွေးအခေါ်အယူဆိုင်နဲ့ဖွဲ့စည်းကြတာပါဒါကြောင့်တတ်မတော်လို့မိသလိုလူအဖွဲ့စည်းလို့လည်းမိပါတယ်လူအဖွဲ့စည်းမှလူတွေကရုပ်မာတဲ့သူတွေကသူလန့်သူသွားတာပါဒီလိုဆိုရင်အရှင်မြတ်ရဲ့အရှင်မြတ်ကသူတို့ကိုပြောနိုင်ဖို့လိုသလားဆိုတော့ဥစဉ်တို့ကပြည်သူနဲ့တူအောင် နေသလိုဥစဉ်တို့လည်းတန်ငါနဲ့တူအောင်နေမှာပါဥစဉ်တန်ငါနဲ့မတူအောင်နေဥစဉ်နိုင်ငံညထွက်ပြီးတော့တိုင်းပြည်ကိုကန့်လန့်နေရှောက်ပြောနေရမှာပေါ့ဥစဉ်အဲ့လိုဘယ်တော့မှလည်းမလုပ်သလိုကိုမျိုးကိုရက်မှလည်းကိုယ့်အပေါ်မှာ ေးအပ်လာတဲ့တာဝန်နဲ့ဝတ္တရားပေါ်မှာလဲတတ်နိုင်သမျှဥစဉ်တို့လက်ခံတယ်ကြိုးစားတယ်ကိုကြိုးစားမယ်လက်မခံဘူးဆိုနောက်ဆုံးနေလိုက်တယ်တဲ့နဲ့ပြောရင်ဥစဉ်တို့ကဖျားသားတော့ဖြစ်တဲ့တန်တာတော့လူမြောက်ဖို့ကြိုးစားတာဖုန်ကြီးလုပ်ပြီးတော့ချမ်းသာဖို့သူများပေါ်အနိုင်ကြီးမှုရှိတယ်လို့တို့ထုံးပြီးလုပ်လို့ပါဆင်မြတကုတ်ဒေါအောင်စားစုကြည်ကိုတက်မတော်ကပြန်လွတ်ပေးပြီးတော့ပါတီမှတ်ပုံရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပုံကိုပါပါတီမှတ်ပုံပြန်တင်ခိုင်းလိုက်ပြီလို့ရှိရင်ပေါ့နော်အများကြီးစင်ပြေသွားမယ်ဆိုတဲ့အယူဆမှာရောအရှင်မရအနေနဲ့အဲဘယ်လိုမျိုးသဘောရလဲပေါ့ ပကမိုက်တော့အောင်ဆန်းစစ်ပြန်အမှန်တကယ်တော့သူကရွေးကောက်ပွဲဆိုတာအချိန်ကာလနဲ့လှုပ်ရတာအချိန်ကာလနဲ့လှုပ်ရတဲ့အထက်မှာတမင်ဟို NLD မတင်အောင်လို့လှုပ်ခဲ့တာမဟုတ်တာအမှန်ပဲဒါပေမဲ့အချိန်နေနဲ့အချိန်ကာကြောင့်သူ့မာနာကိုမာနာရဲ့ကြောင့်ဟို1990တုန်းကတောင်မစ်စုနိုင်တာပဲလေဦးစင်းတို့လည်းပါတာပဲလေအဲ့ဒါပဲသူတို့အာနာသိမ့်နေဆိုတာဖြစ်သွားတဲ့အခါမှာခုနကလို့မာနာနဲ့ဘဝတွေပြိုင်ကြတာပါဟိုဦးစင်းတို့လည်း ဟိုချစ်ခဲ့သလိုချစ်နေသေးပါဆိုသလိုပဲတကယ်တော့တိုင်းပြည်ကိုချစ်လို့လူကိုချစ်ရမှာပါအခုစားလူကိုချစ်ပြီးတော့တိုင်းပြည်ကောင်းလိမ့်မယ်လို့ထင်အဲ့ဒီလူရဲ့အားနဲ့ချက်ကြောင့်တိုင်းပြည်ခွေးဖြစ်သွားတာတိုင်းပြည်ပြတ်သွားမှာဥစဉ်တော့မလိုလားဘူးဥစဉ်တော့ညံနဲ့ချင်းကတ်တာပုပ်ကုန်နဲ့မချင်းကတ်ဘူးတိုင်းပြည်လူမျိုးဘာသာတာနာနဲ့ချင်းကတ်တာအခုလူတွေကတားငယ်သမီးငယ်တွေကပုပ်ကိုရေးယုံကြည်မှုရမ်းယုံတာခုနပြောမြင်တော့မမြင်ဘူးလို့တချို့ပြည်တဲ့တွေ လူငယ်တွေဟိုဒေါ်ဆန်းစုကြည်ရဲ့အမြင်အတွေ့အခေါ်အယူအဆဘဝဘာမှမသိဘူးဒါပြောရင်မကောင်းဘူးအဲ့လိုပဲသူ့အထက်ကလူကြီးတွေအခုဒါ NUG ဝင်ကြီးလို့တာဘလို့ကောင်းဘာမှတော့မသိဘူးပုံဆိုးလားပုံကန်းဆိုးလားကန်ပုံသာပုံနဲ့ကန်းသာကန်နဲ့ပြစ်တာပြစ်နေတယ်ကိုပြစ်နေတဲ့လူရဲ့အစင်းနှန်းလည်းမသိဘူးဒါမျိုးတွေကပြောရင်တော့အားနာဖို့ကောင်းတယ်သို့တော်လည်းအဲ့သူတို့ရင်ထဲမှာရှိတဲ့အမြုတ်တွေစိတ်ကိုကြိုက်လို့တိုင်းပြည်လူမျိုးဘာသာကိုချစ်တယ်ဆိုရင်ကိုယ်ပညာကို အင်အားပြည့်အောင်လုပ်စွာစာသင်မွေးပွဲတော့မဟုတ်ဘူးလူလူချင်းစာနာမယ်ထောက်ထားမယ်အဲ့ဒါပညာတွေလက်နက်တွေကိုင်းပြီးတော့အနိုင်မကျင့်မဲနဲ့မြစ်တာနဲ့အုပ်ချုပ်တတ်တဲ့လူဆိုရင်အဲ့ဒီလက်ထက်ကတနတ်ကပန်းပွင့်ဖြစ်သွားမှာအခုကမြစ်တာနဲ့မကိုင်းမဲနဲ့တနတ်ကမီးဝွင့်ဝွင့်လုံနေရင်အဲ့လူခေါင်းလဲအခြေအနေမကောင်းလို့အဲ့လူလက်အသက်မရှိဘူးအဲ့ဒါကိုပြောချင်တာ အပြောချင်တာကတော့ခုကြီးစုနေတဲ့သူတွေထဲမှာဘဲဘချမ်းကိုမှမလိုက်ပဲနဲ့တကယ်ပြည်သူစစ်စစ်တွေလည်းအများကြီးပါတယ်ဗျာတချို့ကပါပြောရဲဆိုလောဘဒေါသမောဟတွေရဲ့နှစ်ဖက်စလုံးမှာဖြစ်နေသမျှတော့ဘယ်တော့ခါမှမငြိမ်းချမ်းမှုဖြစ်မယ်ဟုတ်တယ်ဆိုဥစဉ်ပြောချင်တာအဲ့ဒါပဲဒီမှာကမကိုမောင်ဆွဲကောင်မင်းတို့နှစ်ကောင်ကဗါရဲဘဲစုတ်တာပဲတတ်တယ်ဆိုတော့သူတို့ခင်ဗျာလည်းအဲ့လိုပဲနှစ်ဖက်လုံးကိုစော်ကားနေတဲ့သူတွေရှိတယ်လို့တကယ်တော့အမှန်မြင်နဲ့အမြင်နဲ့ဆိုရင်ဥစဉ်တို့စုတ်ပြီးပဲဖြစ်စေစေဥစဉ်တို့လုံနေတယ်တော့လုတ်တာဟုတ် နောက်ကလိုက်ပြီးတော့အဲ့လိုချစ်ကလင်ထိုးနေတဲ့လူတွေဘယ်တော့မှလည်းမကြည့်တော့မကြည့်ပါဘူးမတွေ့တတ်ဘူးသူတို့ဘဝကိုလည်းဘလောက်ပဲစိတ်ဓာတ်တွေထားတာနောက်ဆုံးအကောင်ဆုံးသောနိဗ္ဗာန်တရားရနိုင်မှာမဟုတ်ဘူးဦးစင်ပြောချင်တာကအခုလိုနှစ်ဖက်မငိမ့်ညမ်းတာတွေကိုယင်နေရတန်ရောစင်နဲ့မေတ္တာနဲ့ပူလောင်နေမဟုတ်ဘူးငိမ့်ညမ်းအောင်တို့ဘယ်လိုလုပ်မလဲအသိဉာဏ်နဲ့တိဆောက်တယ်မြတ်စွာဘုရားသတိနဲ့ပညာနဲ့တိဆောက်တယ်လို့ပြောတယ် သတိဆိုတာတမာရီကိုတိဆောက်တယ်ပညာဆိုတာနိဗ္ဗာန်ရောက်အောင်လမ်းကြောင်းဖြစ်တယ်အဲ့တော့အခုလဲခုနလူကြီးတွေနဲ့တွေ့ဖို့အတွက်တမာရီဖြစ်လာဖို့အတွက်ကိုယ့်ဘက်ကလည်းသတိတမာရီဝရိယအဲပညာပေါ့ဖြစ်လာမှာကိုယ့်ဘက်ကလည်းဟိုဟိုခေါင်းတောင်နဲ့တူအောင်လုပ်ခဲ့ကိုကဒီနေရာမှာမနိုင်တာနဲ့ဟိုနေရာသွားဘိုးလုပ်အဲဒီမှာကြတော့တက်ပြက်ထဲမှာဘိုးဖြင်းနဲ့ဟိုစစ်တပ်ကိုသွားပြီးတော့တရင်ပေးနောက်ကြအခုလက်နက်တွေမိအဲ့ဒါဒလန်နေ ိုယ်ချင်းချင်းနဲ့မာရင်အမုံပွားပြီးတော့ဖြစ်ကုန်တာဒီဒီနေရာမှာရှင်ပြနောက်တစ်ယောက်ကဘာပြောဆိုတော့အုတ်ချုပ်သူမကောင်းတာနဲ့ပေါ့နော်ကိုယ်နိုင်ငံသားချင်းလိုက်တက်နေတာဘာဆိုင်တယ်လဲတဲ့နောက်ကိုမလေးကနိုင်ငံဖက်ပြီးတော့တပည့်တော်လိုက်လေးကဆုံးသက်မှာပါဗျာကောင်းပါတယ်နိုင်ငံဖက်ပါတယ်ဒီပါတော့ကျွန်တော်ကျွန်တော်ယူရေးဖက်ပါမယ်ရှင်ပြပြောပါဟုတ်ပါတယ်ရှင်ပြမိတ်ပါတကယ်လဲကောင်းပါတယ်တကယ်တော့အုတ်ချုပ်သူမကောင်းလို့ကိုယ်နိုင်ငံသားအချင်းချင်းဆိုအရေးကြီးတာကမကောင်းတဲ့လူကိုမကောင်းမှန်းသိပြီးတော့ကိုယ်နိုင်ငံသားအချင်းချင်းကိုချစ်တတ်မယ်ဆိုရင် ဲ့ဒီအုတ်ချုပ်သူနေရာရောက်ပျောက်သွားမယ်လို့ထင်တယ်။ဦးစင်းကိုရောတော့အဲ့လိုပဲမြင်မိတယ်။ဟိုအနိုင်ကျင့်စော်ကားနေတယ်ဆိုတာလက်နဲ့နဲ့အနိုင်ကျင့်လို့ကိုကိုရိုင်ကောလက်နဲ့နဲ့ရလာရင်ဘယ်လိုနေမလဲ။ပြန်တွက်ကြည့်အဲ့လိုဦးစင်းကစာနာမိတယ်။အဲဒါကြောင့်လဲဟိုရှင်မျောတို့တမ်းမတော်မပြောဘူးလား။ပြောလို့ရောဘာထူးမှလဲ။ဗဇက်ကိုတနတ်နဲ့ဗဇက်ကိုတိပြီးပြစ်တော့ကိုပဲခေါင်းဝင်သွားမှာပေါ့။ဟုတ်ပြီဦးစင်းမပြောရတော့မဟုတ်ဘူး။ပညာနဲ့တို့တို့ပြောရအောင်။တို့တွေစနစ်တကျနောက်ဆုံး ဒီလိုလူတွေနဲ့မပတ်သက်ပဲနဲ့ကိုဘွားကိုသူတို့တဲ့တာအောင်အဲ့ဒီလူတွေခုနကကိုအာနာတွေလက်လက်လွတ်သွားတဲ့အချိန်အဲ့ဒီလူတွေကခုနတနတ်တွေလက်လွတ်သွားတဲ့အချိန်သူတို့ရဲ့ဟိုတောင်းဝင်တွေလက်လွတ်သွားတဲ့အချိန်သူတို့ဘွားဘယ်လိုလဲကိုဘွားဘယ်လိုလဲအဲ့လိုဖြစ်အောင်ကြိုးစားကြည့်စမ်းပါဟုတ်ပြီရှင်ကျွန်တော်တို့ပြောအနေနဲ့ကဦးမင်း online လုတ်လို့ပေါ့နော်သူပြောတာတော့မင်း online လုတ်လို့နိုင်ငံကအောက်ကိုထိုးဆိုင်သွားတာလက်တွေ့ပဲတဲ့အဲ့ဒါငင်းနိုင်သလားတဲ့မေးပြီးပါတဲ့မှန်ပါတယ်ခုနပြောလို့ပေါ့ ်ဦးမဲအွန်လိုင်းဆိုတာအုတ်ချုပ်သူတယောက်ကြောင့်ဖြစ်တာလားအဲ့ဒီအုတ်ချုပ်သူကိုတော်လန်နေတဲ့လူတွေကြောင့်ဖြစ်တာလားနိုင်ငံတော်မစည်းလုံးလို့ဖြစ်သွားတာတဲ့နဲ့ပြောရရင်တော့မဲအွန်လိုင်းဆိုပြီးတော့မုန်းနေလို့မရဘူးအဲ့ဒီဦးမဲအွန်လိုင်းနဲ့အစာပေါင်းများစွာဆိုတဲ့မြောက်ကိုရီးယားပဲជីជីဆိုဘီယက်ကိုပဲជីជីဟလာဟိုကုနာဟိုဘာလဲဟိုအစမဘင်လာရင်တို့အုတ်ချုပ်တဲ့ကုနာဟိုကောင်ပြလဲအစ္စလမ်ဘာလဲကဲကောလက်နဲ့နဲ့အုတ်ချုပ်တာသူတို့ရုပ်ထူကြီးတို့တဲထိုင်းမှာကဘာကျော်ဦးမင်းအောင်လိုက်ပုံကုရစီမရှိသေးဘူး ိုမွတ်စလင်သမရဆက်တန်းဟူသိသူ့ပုံကြီးတွေနဲ့သူ့နိုင်ငံကြီးတွေလောက်ခဲ့တာပြည်သူဘလောက်နှိပ်စက်ခဲ့တယ်လဲ။ဒါနောက်ဆုံးအဲ့ဒီရုပ်ကြီးတွေမိရှုပ်ပြရတာပဲ။ဒီနေ့ဥမေအောင်လာတဲ့တာဘာလဲဟိုဖျားပဲရှိပါသေးတယ်။သူ့ပုံနဲ့ဘယ်နေရာမှာလဲမတီးဆောက်ခဲ့ဘူးပါဘူး။ဘ ෝජ ုပ်ဆိုလဲဘ ෝජ ုပ်ပုံဘ ෝජ ုပ်ဆောက်သွားတာမဟုတ်ဘူး။သူ့ရဲ့စေနာနဲ့ပညာဆောက်သွားတာ။ဥမေအောင်လည်းဒီနေ့လုံနေတဲ့လုံရက်ဒီမှန်နောက်ပိုင်းတော့သူ့ပုံပေါ်လာမှာပေါ့။ဒါပေမဲ့ခုနလိုတိုင်းပြည်ဘာကြောင့်ပြက်လဲပြောလူတွေမညီညွတ်လို့ညီညွတ်အောင်အုပ်ချုပ်တဲ့ပညာနဲ့ ညီညွတ်ဖို့အတွက်လမ်းကြောင်းကိုမရှာခင်မှာသူတလူငါတလမင်းလက်နဲ့ကိုင်းပြီးတော့အချင်းချင်းတိုက်နေလို့အဲ့တော့အခုပြောနေတဲ့လူတွေရဲ့ပါစစ်နဲ့ပြောတဲ့လူတိုင်းကိုရေးလိုက်အဲ့ဒါလူ60ရာခိုင်နှုန်းပေးသွားပြီတင်မရှင်ရခုနောက်ဆုံးပေါ့နော်အဲ့လိုခေါ်မလို့နိုင်ငံအေးချမ်းဖို့အတွက်တဲ့ကိုဆူဆူကမိသားတယ်ပေါ့အဲနိုင်ငံအေးချမ်းဖို့အတွက်လူတဦးတယောက်ချင်းစီနေနဲ့ဘာတွေဆောင်ရွက်တင်တယ်လဲဆိုရက်ပေါ်ရတာလေးတွေတပည့်တော်အဆုံးသတ်အောင်ရှင်ပြရအောင် ကောင်းပါပြီဥစဉ်အနေနဲ့ပေါ့ဒီကနေ့နိုင်ငံတော်အေဂျင့်မှုအတွက်ရွေးကောက်ပွဲဆိုရလမ်းကြောင်းသွားရနေမှာတားငယ်သမီးငယ်တွေလက်နဲ့မစွန့်မဲနဲ့ရွေးကောက်ပွဲဝင်လို့ရမလားအထက်နဲ့ညှိနှိုင်းမှာတဲ့ပြောင်းခုနလိုဟို PDF ပါတီထောင်းခြင်းနဲ့တက်မတော်လှန့်ချိတ်လိုက်ငါတို့ယွာငါတို့ရက်ွက်ကငါတို့ပြိုင်မယ်ငါတို့ပြည်ထဲပါတီထောင်းပြီးတော့ပြိုင်မယ်ကိုမျိုးကို တကယ်နိုင်နေဆိုရင်အဲ့မှာရွှေမြိုင်မဲ့ပါတီဘယ်နှခုရှိမလဲ လုပ်ကြပါအဲ့လိုဆိုရင်နိုင်ငံတော်လည်းအေးချမ်းပဲပြည်သူတွေလည်းစိတ်ချမ်းသာမယ်အခုတော့ကြီးစားရှိရလူကြောက်နေရတာဟိုသူတို့အရက်ဒေတာတွေမှာလည်းသူတို့တက်ကိုသူတို့ချစ်တယ်ဆိုပြီးကြောက်နေရလို့ဥစဉ်တို့လည်းဟောဒီလွမြောက်နေမြေလို့ပဲပြောပြောအဲ့ဒီနေရာမှာလည်းတနတ်ရှိရလူအာနာရှိရလူကြောက်နေရတာပဲဒါမကွာဘူးအဲ့တော့ဘိုလ်လုံးချင်းလို့လက်နဲ့ကင်ုံလေးနဲ့တော့တပုံမိုးတော့မလုံနဲ့တိုင်းပြည်အုပ်ချုပ်တဲ့ဗိုလ်ချုပ်တွေဖြစ်အောင်ကြိုးစားသမ်းပါအဲ့လိုပဲ တကယ်ကိုရွေးကောက်ပွဲကိုဝင်မယ်ဆိုရင်စစ်ငြိမ်းချမ်းရေးကိုစစ်နယ်ငြိမ်းချမ်းရေးကိုလဲမယ်ဆိုရင်ကိုကိုတိုင်းကကိုရွာကိုပြန်ကြည့်သူတို့အုပ်ချုပ်လိုက်လို့ရွာတွေကျေသွားတယ်ဆန်ရီတပါတိုးတက်လာလားကိုနိုင်ငံကိုရရွာဘာထွက်လဲအခုပြန်တွက်ကြည့်အခုအခုဖြစ်နေတဲ့လက်နက်ကိုင်းတဲ့ဒေသတွေမှာရွှေရှိလို့ရွှေထက်တာလူတိုင်းစမ်းမှုအခုနိုင်ငံတော်အုပ်ချုပ်တယ်လို့ရောင်းစားမှာပဲရန်နံရှိလို့ရန်နံရောင်းစားတာမစမ်းဘူးအဲ့လိုမဟုတ်ဘဲနဲ့အသိဉာဏ်နဲ့စေုံနေဒီဆောင်မယ်အဲ့လိုတွေကိုရွာမှာရင် ဟလာခုနလိုထိုးလုံမှုတွေအတိုးတက်လာအောင်လက်နဲ့ထိုးလုံချင်းကြောင့်ဟလာကိုယ့်ရဲ့ကာကွယ်ရင်းလိုအဲ့လက်နဲ့တည်းရဲ့အကျိုးကျေးဇူးတွေဘလောက်လဲအသိဉာဏ်တွေဘလောက်တိုးလာတယ်တကယ်ကိုဖွံ့ဖြိုးတဲ့တိုင်းပြည်ဖြစ်ဖို့အတွက်လူတိုင်းလူတိုင်းခင့်မိဖို့အဆင်မြင်မှုလိုတယ်ပညာတက်ဖို့လိုတယ်ခုနကအတန်းပညာကိုအဓိကမပြောဘဲနဲ့မြစ်တာကျူနာမှုတာဥပက္ခာဆိုတဲ့ပြမစိုးရတရားနဲ့ညီညွတ်တဲ့သူစင်းတဲ့နှလုံးသားနဲ့ပညာတွေကိုပြောတာပါ တူဦးတူအနိုင်ကျင့်အာငယ်သူနိုင်တဲ့သူကစားတာ အတယောက်ကချမ်းသာပြီးဟိုကောင်လက်နဲ့ရပြီဆိုဘက်ကလက်နဲ့ဝင်လူတာဟိုကောင်မြည်ရပြီဆိုတော့မြည်လူတာအဲ့ဒါတည်းဟာမြစ်တာကုဏမှုတာဥပက္ခပြက်နေတဲ့ဟိုတပုံနေရဲ့ကြားထဲမှာဖြစ်နေတဲ့တော်ရိုင်းတတ္တဝါတွေရဲ့စိတ်ဓာတ်တွေနဲ့အဲ့ဒါတွေကိုဖြောက်ဖြက်ရင်ဥစဉ်တင်တယ်ညဉ့်ညံ့သွားလိမ့်မယ်အဲ့လိုပဲဒီစစ်တပ်ထဲမှာလည်းမရှိဘူးလားမင်းရှိတာကိုအဲ့ကတည်းကလည်းသိတယ်လက်ခံတယ်ဒါပေမဲ့အဲ့ဒါတွေကို ပျောက်ပြောင်တို့သားငယ်သမီးငယ်တွေလာခဲ့ပါဘုရားကိုရင်နဲ့အတူဒီပြည်သူတွေကလည်းမျောနေပါတယ်မင်းတို့ရဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်တွေလက်နဲ့ကန်ရဲတဲ့စိတ်တွေကြိုးစိုးနေတယ်ကိုရကိုရအရင်ဟိုကုနာဘလို့ရှင်ပိုင်နာမဟုတ်ဖ ೇನೆ တနိုင်ငံလုံးနဲ့ရှင်းပြီးတော့ရှင်ပြန်ရဲတဲ့နိုင်ငံကောင်းဆောင်တွေရွက်ောက်ပွဲတို့ဝင်စေခြင်းလို့ဘုရားကိုရင်ကခေါ်တာပါတတိရှိဖို့တော့လိုပါတယ်တနက်ကလေးကင်ပြီးတတိရှိတာတော့ ဟိုတော့ငခွေးလဲလောက်တတ်တယ်လူတိုင်းလောက်တတ်တယ်အဲ့ဒီတတ္တိမျိုးမဟုတ်ဘဲနဲ့ပညာရှိတတ္တိပြောတာပါလူမိုက်တတ္တိကတော့ဓာတ်နဲ့တက်ခုတ်တာလက်သီးနဲ့တစ်ချက်ထိုးတိုင်းခေါင်းဆောင်မဖြစ်နိုင်ဘူးလို့ပြောကြရင်ဦးစင်းနေနဲ့တော့အထူးပြောရမှာရှိပါဘူးဒီမရှင်ဗျာဒီဘက်တော်တွေ like လေးလဲဒီနေ့ကြည့်ရှုသူအားလုံးလဲသူတို့တွေမိကွန်းလေးတွေအားလုံးဖြည့်ပြီးပါပါပြီနော်ဒီဘက်တော်တို့ကောင်းမွန်စွာနဲ့ပဲအားလုံးအသိဉာဏ်ပညာတွေနော်ဒီဝေမြောက်နဲ့ဒီဘက်တော်တွေလုပ်ဆက်ပြရစီဦးစင်းနေလုပ်ဆက်ပြရစီဦးမမ အများကြီးတော့မဟုတ်ပါဘူးဒီကနေ့ဦးစင်းကိုမော်မော်နဲ့ချိန်ပြီးတော့ဂျာလေးကိုပြောမယ်နောက်ထပ်လည်းတန်မိုးရှိတယ်ပြောမယ်ဆိုရင်ဦးစင်းကတရားအားထုတ်နေတဲ့သူပါအခုလည်းတရားစကမ်းမှာအဲဆရာတော်မြောက်ဆရာတော်ဒီမှာတရားစကမ်းလာဖွင့်နေကိုကဒီမှာတရားစကမ်းဖွင့်နေအရင်ကအဲအဲ့လိုစပြီးတော့ကြိုးစားတယ်ဦးစင်းကမိုးကုတ်မူကြကြဒီကနေ့ကမိုးကုတ်ဆရာတော်ပဲမူကြကြအဲခုနဦးတော်မသားလည်းမိုးကုတ်ဆရာတော်ဖျားကြီးပညာနဲ့ပဲဒီလိုဘုန်းကြီးဖြစ်လာလို့မြောက်ဆရာတော်ဖျားကြီးလည်းမိုးကုတ်ဆရာတော်ဖျားကြီးတရားကိုဟောကြတယ် ဒါမှမဟုတ်ခုနမူကြကြဆိုတာကြာသိမရှိတော့မူဆိုရလဲခုနလိုအဖွဲချုပ်ကမူတွေရှိတာပေါ့လေဥစဉ်ရအောင်ပေါ့အဲအဖွဲချုပ်ကရောနိုင်ငံတော်ကချတဲ့စီမင်းရောအဖျားချတဲ့စီမင်းရောဥစဉ်ရင်နေဟာအကုန်လုံးညှိပြီးတော့ညှပြီးတော့ဓမ္မကိုအစ်စ်ရအောင်ကြိုးစားနေတဲ့သူပါသို့တော့အခုလိုတိုင်းပြည်တစ်ခုလုံးမငြိမ်းချမ်းလို့အငယ်သမီးငယ်တွေပဲတေးတေးစစ်သားတွေပဲတေးတေးအားလုံးကိုဥစဉ်မဖြစ်စေခြင်းနဲ့သူပါ ါကြောင့်ဦးစင်းဟာတနိုင်ငံလုံးမှာဘောလဲမမကျင်းတယ်လို့မှလဲမမပါဘူးဒါပေမဲ့ငါနဲ့မတူတိုင်းငါရန်သူဟိုစစ်သားနဲ့သွားပြောတော့ဟိုနောက်ဆုံးစစ်သားကြိုက်တဲ့ဖုန်ကြီးကစာကိုလာပြီးစော်ကားတယ်ဟောဒါသူ့အပိုင်းလေမှားနေတာကိုပြောရဲဖို့တတ်တယ်အများကြီးလိုတယ်သူကမှားနေတာကြောင့်မပြောဘူးကြိတ်ခံမှာဦးစင်းဒီကနေ့ကလူငယ်တွေမေးတဲ့စကားထဲမှာမှားနေတဲ့တမတော်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံညာမရှိဘူးလားမင်းသူလည်းသိပါတယ်ရှိပါတယ် သူအနေနဲ့အခြေအနေရလုံနေရတယ်ဆိုတော့ခုလုပ်ပြရမယ်အခုလေတော်ထဲမှာသားတို့လက်နဲ့ကိုင်းနေတဲ့လူငယ်တွေလက်နဲ့ကိုင်းနေတဲ့လူတွေကိုရကိုရမှာကိုလှုပ်ချင်တယ်လှုပ်နေရလားဒီတိုင်းကိုမရရင်မဖြစ်လို့အာနာနဲ့လှုပ်ရတာတနတ်နဲ့လှုပ်ရတာရှိတယ်ဒါကိုလည်းဖုံးမောနားလေတယ်ဒါကြောင့်အဲ့ဒါကလေပညာနဲ့သာအုပ်ချုပ်ရင်သားတို့ရဲ့လက်နဲ့တရားပန်းဝင်နေဖြစ်ပြီးတော့ပြည်သူကချစ်တဲ့ခေါင်းဆောင်ကိုရကိုရမှာချစ်တဲ့ခေါင်းဆောင်ဖြစ်မှာပါ ကင်တန်းထွန်းဘာကြောင့်သိလဲခဏလေးဖြတ်ပြောချင်တာလေတကင်တန်းထွန်းဘာကြောင့်သိလဲအဲ့ကိုအောက်ကလူကပဲကိုကိုပြန်ပြီးတော့လှုပ်ကြံလိုက်သလိုပဲဖြစ်သွားတာနောက်ဆုံးဗမာပြည်ကွန်မစ်နှစ်ပါတီတောင်ပျက်စီးသွားသေးတာဒီကနေ့တားငယ်တင်းကြီးသမီးငယ်တွေအခုတော်လန်ရေးလှုပ်နေလူငယ်တွေ PDF တွေရဘဝတွေဟာအဲ့လိုအချင်းချင်းနေဖောက်ခွဲပြီးတော့အဆရှာမရအောင် ဖြစ်သွားမှာကိုစိုးနေလို့ဘုရားကိုရင်ပြောတာအကြောင်းမဲ့မဟုတ်ဘူးဒီချိန်မှာငင်းငိုင်းရင်းနဲ့လက်နက်နဲ့လဲမယ်အဲကိုကိုကိုရကိုရကိုဟိုဟိုဘာလဲဘုံမိုးရွာတဲ့ရွာတွေမဖြစ်အောင်ကြည်တန်နေနဲ့လှုပ်နေတဲ့ရွာတွေမဖြစ်အောင်အတ္တမာနဒေါသနဲ့မဖြစ်အောင်သားတို့သမီးတို့လူငယ်တွေအနေနဲ့ဒီချိန်မှာပြုပြင်နေတယ်လို့ပြောတာပါယဟန်တပါအနေနဲ့ဘသူသေးသေးဖျားမကြိုက်တဲ့အလုတ်ဖြစ်ပါတယ် ဘယ်သူမှလည်းမသိသိကျွန်တော်တားငယ်သမီးငယ်တွေရဲ့တာမန်တဲ့အတွေ့အကြုံတွေမြင်ပြီးတော့နိုင်ငံတော်ကြီးအေဂျင့်မှုအတွက်ငင်းချမ်းရင်းနဲ့ရွေးကောက်ပွဲကိုအားလို့တတ်နိုင်တဲ့ဘက်ကပါဦးစင်းကတော့အကြံမဲ့ပေးတာပါကိုမောင်မောင်ကြီးရေကိုမောင်မောင်နဲ့တိုင်ပင်ပြီးတော့အကြံပေးတယ်မှာအားနေချက်တွေလည်းရှိပါလိမ့်မယ်ပြည်သူတွေလည်းမဟုတ်ပါဘူးဦးစင်းကနိုင်ငံခေါင်းဆောင်တယောက်လည်းမဟုတ်သလိုဘာသာရေးအရာတရားပေးခြင်းနဲ့ခေါင်းဆောင်မှာအခုသာတရားသောစကားကိုပြောတဲ့နေရာမှာမတရားတဲ့သူတွေဘလို့ပြောနေနေနောက်ဆုံးတော့ဦးစင်းရဲ့မြစ်တာကို ရနိုင်ပါစေလို့ပြောကြရင်ဦးစင်ပြောလို့ပြောမှစုံမှအမြင်မှနေမှရှိရင်လေခွင့်လွှတ်နိုင်ပါစေလူမြောက်ချင်းဘဝနဲ့ငညာသောဘဝကိုဆရာတော်သမတော်ရဲ့ဥဆောင်မှုနဲ့အတူဦးစင်တို့ကြိုးစားကြပါစို့လို့ပြောကြရင်ဒီကနေ့တွေ့ဆုံငန်းကိုတနာဤတိတိဟောကြားခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အားလုံးနှုတ်ဆက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအင်းမြချမ်းသာရှိပါစေတင်ပါဆရာ